အာငစင်းရောင်းတာကကြတော့ကျွန်တော်ကကြတော့ဘယ်နှစ်နှစ်ကြာလောက်ကြာတာထက်စာရင်ကျွန်တော်ကအဲ့မျိုးကိုအားရင်အားတယ်လို့ပေါ့နှစ်တွေကကြတော့အလွန်ဆုံး3-4နှစ်လောက်တော့ကျွန်တော်ရောင်းရောင်းဖြစ်ခဲ့ခဲ့ပါတယ်ဗျဟုတ်အခုချိန်မှာအကုန်လုံးကကျွန်တော်ငစင်းတယ်ကုံစင်းတယ်လို့ပြောလာတဲ့အပေါ်မှာကျွန်တော်အရန်ကိုကျေနပ်တယ်ဗျကျွန်တော်လိုချင်တာလဲအဲ့ရပဲဘာလို့လဲဆိုတော့ကိုယ့်ရဲ့ဖြစ်တည်မှုကိုကိုအမှားအတိုင်းခြားပြတာကကြတော့အဲ့ရဂုံငယ်ဆရာမလို့တရားကြတော့ကိုယ့်ရဲ့အာ ဘဝရဲ့မတ်တိုင်တစ်ခုပဲကို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 ဒီလောက်လုံနိုင်ခဲ့ရလို့ကိုဟာနဲ့ကိုချီးကျူးရမှာတကယ်ဆိုရင်အဲ့အဲ့အကြောင်းမို့ကျွန်တော်အာဒီကိုရဲ့ဘဝ real life ကိုချချပြတာပါဘာလို့ချပြလဲဆိုတော့တစ်ဖက်မှာလဲကျွန်တော်တို့မြေမြေပြင်ပေါ်မှာအဆင်မပြေဒုက္ခရောက်နေတဲ့အာတနေ့လို့တနေ့စားနဲ့ရုန်းကန်နေရတဲ့ဘဝတွေအများကြီးပဲသူတို့တွေနဲ့ကျွန်တော်ကလက်ပွန်းတတိနေခဲ့တော့သူတို့ရဲ့ခံစားချက်တွေဘာလဲဆိုတာကျွန်တော်အကုန်တည်ရ အကုန်တီးတော့တနေ့မှာကိုကြောင့်မို့သူတို့တွေလည်း motivation နည်းနည်းရရင်လည်းရသူတို့ဘဝကိုအရှုံးမပေးပဲနဲ့ဘဝတိုက်ပွဲကိုအကောင်းဆုံးဆက်တိုက်နိုင်နိုင်ပါစေလို့အကောင်းဆုံးသူတို့ဘဝကိုအောင်မြင်မှုတွေနဲ့ရနိုင်ပါစေဆိုတော့ရည်ရွယ်ချက်နဲ့ကျွန်တော်တင်ခဲ့တာပါအဲအဲ့ချိန်ကအဲ့အဲ့ချိန်တွေမှာဘာပဲဖြစ်ကိုကငစိမ့်တယ်ချောချောလေးဘာပဲဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးမှလာဝယ်ကြတဲ့အပေါ်မှာကျွန်တော်ဘာမှဟိုမျိုးတုံ့ပြန်မှုမရှိပါဘူးဘာပဲဖြစ်ကိုကတစ်ဖက်မှာလည်းကို့မိသားစုအတွက်ကိုကဝိုင်းရင်အတွက် အာရှာဖွေနေရတဲ့အပေါ်မှာကျွန်တော်အဲ့အပေါ်မှာတွေတာယာဖို့အချိန်မရှိပါဘူး။ဘာပဲဖြစ်ကိုကပတ်ဆံရဖို့အရေးကြီးရယ်ကိုမိသားစုအဆင်ပြေဖို့အရေးကြီးရယ်ဆိုတော့စိတ်နဲ့ဈေးရောင်းရိုက်ခဲ့တော့အာကျွန်တော်အဲ့အပေါ်မှာတော့ဘယ်ချိန်တာယာသွားမှန်းတော့မသိဘူးကျွန်တော်မတာယာခဲ့ပါဘူးဟုတ်။ဟုတ်ကဲ့ပါဒီအရင်ကကြတော့ကျွန်တော်တို့ ီမိသားစုကကျတော့ကချင်ပြည်နယ်မချင်းသားမျိုးတက်ကုန်ရက်ွက်မှာနေပါတယ်ဗျအဲ့အဲ့အခြေအနေမှာကျွန်တော်အရင်ကဆိုရင်တော်တော်လေးအာအဆင်ဆင်းရဲတာတော့မဟုတ်ပေမဲ့အဆင်မပြေဘူးပေါ့နော်အဆင်မပြေဘူးပြကြတော့ကျွန်တော်တို့အိမ်ဆိုရင်ဗျာအာဒီ တက်ကြယ်အိမ်လေးနဲ့ပေါ့နော်ဝါအိမ်လေးတက်ကြယ်အိမ်လေးနဲ့ကျွန်တော်တို့အာအရင်ကအဲ့မှာနေနေခဲ့တယ်နေခဲ့တယ်အပေါ်မှာမိုးရွာရင်ဆိုအိမ်မှာအိတ်လို့မရဘူးမိုးရအရန်ပတ်လို့အရန်ယူလို့ပေါ့နော်အဲ့ချိန် maybe ဘယ်လောက်ဖြစ်နိုင်မှာလဲဆိုကျွန်တော်တသားနှစ်သားသုံးသန်းလောက်ကအဲအဲ့အဲ့ချိန်တွေမှာတော်တော်လေးကျွန်တော်တို့မိသားစုတော်တော်လေးဘွားကိုရုံးကန်ချဲခဲရတယ်ပြီးကြတော့စီးပွားရေးတွေအရန်ကြက်သေးတော့အကုန်လုံးကိုယ့်ဟာနဲ့ကိုယ်စူးစမ်းလာချရတဲ့အပေါ်မှာအဖေအမေကိုလည်း ကျွန်တော်တို့မိသားစုမွေးချင်းခုနှစ်ယောက်ကိုအခုလိုအာနေရာတနေရာရအောင်တယောက်စီပေါ့မှာပေါ့နော်နေရာတနေရာရအောင်ပံ့ပိုးခေလို့အဖေမေကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကျွန်တော်ကမွေးချင်းခုနှစ်ယောက်ရှိပါတယ်ဗျမောင်နှမခုနှစ်ယောက်ကျွန်တော်က၅ယောက်မြောက်ပါဗျဟုတ်ဟုတ်ကဲ့အဲ့ချိန်အရန်ဆင်းရဲပေမဲ့ကျွန်တော်တို့တွေကအဲ့ချိန်မှာညမိုးရွာရင်ကသူများအိမ်မှာသွားအိတ်ရတယ်ကျွန်တော်ဆိုရင်တစ်ဖက်မှာကိုယ့်ရဲ့ကျွန်တော်အောက်မှာမင်းကလေးတယောက် အာယောက်ျားလေးတယောက်ရှိရှိရပေါ့နော်ကျွန်တော်ရဲ့ညီမလေးကိုဂုံပိုးတယ်ကျွန်တော်ရဲ့အာအညီလေးကိုအာဆွဲလက်ထဲမှာဆွဲပြီးမှသူများအိမ်မှာတွားအိရတဲ့အခြေအနေပေါ့ဟာတော်တော်လေးတော့ဘယ်လိုပြောရမလဲအာတတိယ တရားမှုတွေဖြစ်ခဲ့တယ်ဘလောက်စင်ရရဲ့အဖေနဲ့အမေကကျွန်တော်တို့ကိုသမင်းငတ်အောင်တော့မထားခဲ့ဘူးအကောင်းဆုံးအကျွန်တော်တို့တွေကိုကြွေးမွေးဆောင်ရှောက်ခဲ့ရတဲ့အတွက်လည်းအဖေနဲ့အမေကိုကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့ပါအာအခုကကြတော့အမအကြီးအမအကြီးဆုံးကအမအကြီးဆုံးကကြတော့အာ तू ကအာသူ့ရဲ့ပညာရေးနဲ့ပတ်သက်ပြီးမှ तू ကအခု မောင်မောင်နှမခုနှစ်ယောက်ထဲမှာအမအကြီးဆုံးကသူ့ရဲ့ပညာရေးနဲ့ပတ်သက်ပြီးမှသူအကောင်းဆုံးအာသူចောင်းနေကိုပိုင်ចောင်းနေဖွင့်နိုင်အောင် သူကြိုးစားနေနေပါတယ်ဗျအခုကကျတော့အကိုပိုင်ចောင်းနေလဲသူဖွင့်လာတော့မှမကြမကြခင်ဆိုအဒုတိယအမလည်းသူကဒီဆေးဆေးဘက်ဆိုင်ရာပေါ့เนาะသူကိုပိုင်ဆေးခန်းတွေဖွင့်နေတာပါအဖွင့်ဖွင့်နိုင်အောင်သူကြိုးစားနေနေပါတယ်ဗျအတတိယအမကကျတော့သူကဓမ္မအမှုတော်ဆောင်ဆ iam ပေါ့เนาะဓမ္မအမှုတော်ဆောင်ဆ iam ကချင်းပြည်နယ်မှာဆိုရင်အ စဒုအာစဒုထနံပါတ်၄ရောက်မြောက်ကကျတော့အကူပေါ့နော်အကူလည်းသူကဓမ္မအမှုတော်ဆောင်းပေါ့ဆောင်းပါပဲအဲ့တော့ဒီကျွန်တော်တို့ဒီဗုဒ္ဓလို့ပြောရမယ်ဆိုရင်ပမာလို့ပြောရမယ်ဆိုဖုန်ကြီးပေါ့နော်အဲဓမ္မအမှုတော်ဆောင်းတွေလုံနေကြကြပါတယ်နံပါတ်၅ရောက်မြောက်ကကျတော့ကျွန်တော်ပါအာ၆ရောက်မြောက်အာညီမလေးကကျတော့သူကအခုချိန်မှာသူအာ မြစ်ကျင်းနားမှာအာမြစ်ကျင်းနားမှာသူပညာရေးတွေအာစီးပူးပြီးမှသူအာဒီအထယ်ဆိုင်လေးတွေကိုသူကုကုကဲနိုင်အောင်အာအထယ်ဆိုင်လေးတွေဖွင့်နိုင်အောင် သူအကောင်းဆုံးကြိုးစားနေပါတယ်အအငယ်ဆုံးညီလေးကကျတော့အခုဘန်ကောက်မှာ full scholarship နဲ့သူကျောင်းနေဆက်ဆက်တက်နေပါတယ်ဗျဟုတ်ဟုတ်အဒီကိုကဝမ်ကွဲပါဗျဟုတ်ဟုတ်ဒီလိုဖြစ်လာတဲ့အပေါ်မှာကျွန်တော်တို့ဆိုရင်တော်တော်အရင်ကဆိုရင်အဓိကကျတော့အဖေနဲ့အမေပေါ့နော်အဖေနဲ့အမေအကောင်းဆုံးကျွန်တော်တို့ control ပေးပေးရအကောင်းဆုံးဒီအာ ဘာသာရေးနေရောပြီးကြတော့သူသူတို့တည်ထားတဲ့အရာတွေနဲ့လာအကောင်းဆုံးကျွန်တော်တို့ကိုဆုံးမတွင်တင်ပေးပေးလို့လည်းဖြစ်ပါတယ်ဗျဒီအခြေအနေအထိရောက်ရောက်ခဲ့တာပါငယ်ငယ်တုန်းကဘွားတွေကိုစိတ်မနာခဲ့ပါဘူးဗျဘာဘာလို့လဲဆိုတော့လူတယောက်ရယ်လို့ဖြစ်လာပြီဆိုရင် ဘဝပေးကုတ္တကချင်းမတူမတူကြဘူးတချို့ကကြတော့ရွှေစွန်းကြိုက်ပြီးမွေးဖွားလာလာတယ်တချို့ကကြတော့ဆင်းဆင်းရဲရဲပြင်းပြင်းပမာနဲ့မွေးဖွားလာတဲ့သူတွေရှိတယ်အဲ့အပေါ်မှာကျွန်တော်ကျွန်တော်ကကြတော့ကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်ခံတယ်ပြီးကြတော့ကို ဆင်းဆင်းရဲရဲမွေးဖွားလာခဲ့ရဲ့ချမ်းချမ်းတတတာနဲ့တည်သွားရမှာကကိုယ့်ရဲ့တာဝန်ပဲအဆင်းဆင်းရဲရဲနဲ့မွေးဖွားလာပြီးဆင်းဆင်းရဲရဲတည်သွားရင်ကကြတော့အဲ့ဒါသူ့ရဲ့ကိုယ့်ရဲ့အပြစ်ပဲအဲ့ဒါကြောင့်မို့ကိုအကောင်းဆုံးအဖေနဲ့အမေကိုအာလူလီတင်းမရှိထားနိုင်အောင်အကောင်းဆုံးကြိုးစားနေပါတယ်ဗျဈေးကကြတော့ကျွန်တော်ကျွန်တော်ကကြတော့ကျွန်တော်တန်းလောက်ကနေစပြီးကျွန်တော်တို့ အာဒီတမင်တိုဟင်တိုဒီလမ်ဘေးမှာအမေရဆိုင်တတိလေးအရင်စာဖွင့်တယ်လမ်ဘေးဆိုင်လေးပေါ့နော်အဲအဲကနေတမင်တိုတွေကျွန်တော်စစရောင်းဖြစ်ပါတယ်စရောင်းရင်းနဲ့တစ်ဖက်မှာလည်းကျွန်တော်တို့ကျွန်တော်ရေမဟုတ်ဘူးကျွန်တော်တို့တမိသားစုလုံးပုတ်ပေါ့နော် အာဒီနေ့အကူရောင်းရင်နောက်နေ့ကျွန်တော်ရောင်းနောက်နေ့မှာအာအမအမတွေကကျတော့အိမ်မှာသမင်းဟင်းတွေချက်ပြီးအဲ့လိုမျိုးပေါ့နော်ပြီးကြတော့တစ်ဖက်မှာလည်းကျွန်တော်ဒီနှစ်တန်းသုံးတန်းရောက်လာတဲ့အခြေအနေတွေမှာကျွန်တော်တစ်ဖက်မှာလည်းအာအာကုံကုံစိမ့်တွေနည်းနည်းပါးပါအာရခူးခူးမြည့်ရင်အကုံစိမ့်တွေရက်ကောက်ထဲမှာပတ်ရောင်းအဲ့လိုမျိုးနဲ့6တန်း5တန်း6တန်းလောက်မှာကျတော့ဈေးကြီးတွေမှာကျွန်တော်အာအာကုံစိမ့်တွေစစရောင်းလာပါပြီဗျပြီးကြတော့9တန်းလောက်မှာဆိုရင်ကျွန်တော်ငစိမ့် ိန်းငါးတန်းတွေပါငစိန်းတွေပြန်ရောင်းပြီးမှအဲ့လိုမျိုးမိသားစုကိုတစ်ဖက်တစ်လမ်းကနေအဆင်ပြေအောင်ပေါ့နော်အကြောင်းနဲ့တက်ရင်အာငစိန်းတွေလှုပ်ရင်းနဲ့ကျွန်တော်ဖြတ်တန်းလာခဲ့အာငစိန်းရောင်းတာကကြတော့ကျွန်တော်ကကြတော့ဘယ်နှစ်နှစ်ကြာလောက်ကြာတာထက်စာရင်ကျွန်တော်ကအဲ့မျိုးကိုအားရင်အားတယ်လို့ပေါ့နှစ်တွေကကြတော့အလွန်ဆုံး3-4နှစ်လောက်တော့ကျွန်တော်ရောင်းရောင်းဖြစ်ခဲ့ခဲ့ပါတယ်ဗျဟုတ် အခုချိန်မှာအကုန်လုံးကကျွန်တော်ငစိမ့်တယ်ကုံစိမ့်တယ်လို့ပြောလာတဲ့အပေါ်မှာကျွန်တော်အရန်ကိုကျေနပ်တယ်ဗျကျွန်တော်လိုချင်တာလည်းအဲ့ရပဲဘာလို့လဲဆိုတော့ကိုယ့်ရဲ့ဖြစ်တည်မှုကိုကိုအမှားအတိုင်းချပြတာကကြတော့အဲ့ရဂုံငယ်ဆရာမလို့တရားကြတော့ကိုယ့်ရဲ့အာဘဝရဲ့မတ်တိုင်တစ်ခုပဲကို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 ဒီလောက်လုံနိုင်ခဲ့ရလို့ကိုဟာနဲ့ကိုချီကျူရမှာတကယ်ဆိုရင်အဲ့ဟာအဲ့ဟာကြောင့်မို့ကျွန်တော်အာဒီကိုရဲ့ဘဝ real life ကိုချချပြတာပါဘာလို့ချပြလဲဆိုတော့တစ်ဖက်မှာလည်း ကျွန်တော်တို့မြေမြေပြင်ပေါ်မှာအဆင်မပြေဒုက္ခရောက်နေတဲ့အာတနေ့လို့တနေ့စားနဲ့ရုန်းကန်နေရတဲ့ဘဝတွေအများကြီးပဲသူတို့တွေနဲ့ကျွန်တော်ကလက်ပွန်းတတိနေခဲ့တော့သူတို့ရဲ့ခံစားချက်တွေဘာလဲဆိုတာကျွန်တော်အကုန်တည်ရအကုန်တည်တော့တနေ့မှာကိုကြောင့်မို့သူတို့တွေလည်း motivation နည်းနည်းရရင်လည်းရသူတို့ဘဝကိုအရှုံးမပေးဘဲနဲ့ဘဝတိုက်ပွဲကိုအကောင်းဆုံးဆက်တိုက်နိုင်နိုင်ပါစေလို့ အကောင်းဆုံးသူတို့ဘုရားကိုအောင်မြင်မှုတွေနဲ့ရနိုင်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တင်ခဲ့တာပါအဲအဲ့ချိန်ကအဲ့အဲ့ချိန်တွေမှာဘာပဲဖြစ်ကိုကငစိမ့်တယ်ချောချောလေးဘာပဲဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးမှလာဝေကြတဲ့အပေါ်မှာကျွန်တော်ဘာမှဟိုမျိုးတုံ့ပြန်မှုမရှိပါဘူးဘာပဲဖြစ်ကိုကတစ်ဖက်မှာလည်းကို့မိသားစုအတွက်ကိုကဝိုင်းရဲအတွက် အာရှာဖွေနေရတဲ့အပေါ်မှာကျွန်တော်အဲ့အပေါ်မှာတွေတာယာဖို့အချိန်မရှိပါဘူး။ဘာပဲဖြစ်ကိုကပတ်ဆံရဖို့အရေးကြီးရယ်ကွန်ပျူတာဆိုအဆင်ပြေဖို့အရေးကြီးရယ်ဆိုတော့စိတ်နဲ့ဈေးရောင်းရခဲ့တော့အာကျွန်တော်အဲ့အပေါ်မှာတော့ဘယ်ချိန်တာယာတော့မှန်းတော့မသိဘူးကျွန်တော်မတာယာခဲ့ပါဘူး။ဟုတ်ကဲ့ကျွန်တော်တို့မိသားစုတွေကကြတော့အကုန်လုံးအလုံးလောက်ကြရတယ်အကုန်လုံးအလုံးလောက်ကြရတဲ့အပေါ်မှာတရက်တာဘလောက်ကိုအာသမင်းဆိုင်ကဘလောက်ရရခဲ့တယ်ပြီးကြတော့ အာဒီကုံစိန်ကရောင်းရင်ဘလောက်ရရတယ်ဆိုတာကိုအဖေအမေတွေကိုတရက်တာအကုန်အတ် အကုံအဘိအဖေမေကအဲ့ဟာကိုအာစီးရင်းနဲ့အတိအကျလှုပ်ပြီးမှအာနောက်နေ့အတွက်ဈေးဖိုးလေးပြန်ပေးပြီးမှအာဈေးပြန်ရအောင်ပေါ့အဲ့လိုမျိုးနဲ့စစ်စစ်လုံးလုံးနဲ့အာမိသားစုတစ်ခုလုံးကြိုးစားခဲ့ရပါအဓိကကျတော့အဖေနဲ့အမေပေါ့အဖေနဲ့အမေကိုလည်းအခုဒီကျေးဇူးတင်ပါတယ်အရန်ကိုကျေးဇူးတင်ပါမြင်သားလုံးမယ်ဆိုတော့ရည်ရွယ်ချက်ကကျတော့ကျွန်တော်ငယ်ကလေးကနေရှိရဗျအငယ်ကလေးကနေမြင်သားဖြစ်ချင်တယ်ဆိုတော့တရုတ်ဆောင်ကောင်းဖြစ်ချင်တယ်ဆိုတော့စိတ်က ရှိတယ်။ဖျားစီမှာဆူတောင်းလာခဲ့တာ။အခုချိန်ထိလည်းကျွန်တော်အဲ့ဆုံးဖြတ်ချက်ကမပြောင်းလေသေးဘူး။ကျွန်တော်တရုတ်ဆောင်ကောင်းဖြစ်ချင်တယ်ဆိုတော့အာဆူတောင်းတိုင်ကကြတော့အခုချိန်ထိကျွန်တော်ဖျားမှာမနက်မိုးလင်းတိုင်ညအဲ့ရဝင်တိုင်တောင်းနေဆဲပေါ့နော်။ကျွန်တော်အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်ကြိုးစားနေပါတယ်။ဖျားကလည်းနေရာတနေရာပေးလာတယ်။ပြီးကြပရိသတ်တွေလည်းလက်ခံလာကြတဲ့အပေါ်မှာတကယ်ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါဘယ်နေပယ်မှာမဆိုပေါ့เนาะအဒီပတ်ဝန်းကျင်ဆိုတာကကြတော့ကောင်းတဲ့လူတွေရှိတယ်လို့မကောင်းတဲ့လူတွေလည်းရှိရှိတာပေါ့ကျွန်တော်ငစိမ့်တဲ့ရောင်းဖြစ်လို့လဲငစိမ့်တဲ့ဖြစ်နေလို့လဲကျွန်တော်ကိုအာ မပေါင်းချင်တဲ့လူတွေရှိတယ်လို့ငစိမ့်တဲ့ဖြစ်နေလို့ကိုချစ်နေကြတဲ့လူတွေလည်းအများကြီးရှိရှိပါတယ်။အဲ့တော့အဲ့အရာတွေကကျတော့ကျွန်တော်လိုက်ပြီးမခံစားပါဘူး။ဘာလို့လဲဆိုတော့လူဘဝဆိုတာအချိန်ကတူတူလေးလေးနော်။အဲကိုကိုဟာနဲ့ကိုအကောင်ဆုံးအကောင်းတာတွေလုပ်မယ်ပြီးကျတော့အလုပ်တွေစူးစမ်းမယ်အဖေနဲ့အမေအသက်ရှင်နေတဲ့အချိန်အတော်အတွင်းမှာအကောင်ဆုံးအဖေနဲ့အမေကိုအာလူလီတေးမရှိအောင် ထားထားထားချင်တယ်ပြီးကျတော့ ကိုဘွားကိုအကောင်းဆုံးထိန်းချောင်းချင်တာအဲ့ဒါကကြတော့ကျွန်တော်ရအကြီးမဆုံးညီမချက်ပါဂျန်တဲ့ဟာတွေကျွန်တော်ကိုငစိမ့်တယ်ဖြစ်လို့ဘာဖြစ်လို့ဆိုပြီးပြီးမှရှုံချနေရအပေါ်မှာကျွန်တော်လိုက်ပြီးခံစားဖို့အချိန်မရှိပါဘူးဗျအော်ဟုတ်ကဲ့ပါဘာခဏကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲပေါ့နော်လူဘွားဆိုတာတော်တော်လေးမနှက်ပြန်ဘာဖြစ်မယ်ဆိုတော့မတည့်ရဲ့အခြေအနေမှာကျွန်တော်တို့တွေလူလောကမှာရှင်တန်နေရတယ်စူးစမ်း သမုတ်တရားဝန်တထာအတွက်အကုန်လုံးကြိုးစားနေရတဲ့အပေါ်မှာအကုန်လုံးလည်း fight fighting ပါလို့အားမလျှော့ပါနဲ့လို့ကျွန်တော်လည်းအကောင်းဆုံးဒီထက်ပိုပြီးမှကောင်းတဲ့အရာတွေဖြစ်လာအောင်ကြိုးစားနေပါတယ်ကျွန်တော်ကြိုးစားတာကကျွန်တော်တူးတယောက်ချင်းစီအတွက်မဟုတ်ပဲနဲ့အာကိုယ့်ရဲ့မိသားစုအတွက်ကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်အာပြီးကြတော့အာဒီ ူသားအားလုံးအတွက်အကောင်းဆုံးဖြစ်အောင်ကျွန်တော်ကြိုးစားနေပါတယ်ဗျကျွန်တော်သူတယောက်ချင်းစီအတွက်ဆိုကျွန်တော်ဒီလောက်ထိကြိုးစားဆရာမလို့ပါဘူးဗျဘာပဲဖြစ်ဖြစ်အာကျွန်တော်ကအားလုံးအတွက်ကိုလိုလူတွေအများကြီးရှိရသူတို့အတွက်စံပြ တယောက်ဖြစ်အောင်အာသူတို့အတက် motivation တွေအများအများကြီးရနိုင်အောင်ကျွန်တော်အကောင်းဆုံးကြိုးစားနေပါတယ်အဲ့အတွက်လည်းအားလုံးလည်းလမ်းပြပေးကြပါအောင်လို့ကျွန်တော်အာမေတ္တာရက်ခံအပ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ဒီငါးခုနေရတဲ့အချိန်တွေမှာဟင်းဒီဟင်းရက်တွေဈေးမှာအလူအရက်တည်နေရတဲ့အချိန်နေတွေမှာရောင်းနေရတဲ့အချိန်နေတွေမှာအလုတ်ကတာအဲ့လိုလုံနေရဒါပေမဲ့ကျွန်တော်စိတ်မှာကကြတော့ကျွန်တော်တေးဥဆောင်ဖြစ်ချင်တယ်ပြီးကြတော့ကျွန်တော်ဇက်ကားတွေလည်းအရန်ယူတုတ်တဲ့လူတွေထဲမှာပါပါတယ်အဲ့ အဲ့ချိန်မှာကျတော့လူတကာကိုမဖွင့်ပြောပြောရက်ဘူးဘာဖြစ်ဖြစ်ကျွန်တော်တေးဥဆောင်ကောင်းဖြစ်ခြင်းနဲ့မင်းသားဖြစ်ခြင်းတယ်ဆိုပြီးမှတွားပြောလိုက်ရင်လူတကာကကျတော့ကျွန်တော်ဝိုင်းလောက်ကြမယ်ဝိုင်းရီကြမယ်ရှုံချကြမယ်ဆိုတာတည်ရအဲ့ချိန်ကအဲ့စိတ်နဲ့ကကျတော့ကျွန်တော်ဘလို့မှခံနိုင်ရရှိမှာမဟုတ်ဘူးအဲ့ကြောင့်မို့ကျွန်တော်ဘသူမှလည်းမပြောပြဘူးကိုယ့်အနေကိုတိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲအကောင်းဆုံးအသက်အရွယ်တစ်ခုရလာတဲ့အချိန်ထိအကောင်အထည်ပေါ်ခဲ့တာပေါ့နော်အဲ့အတွက်လည်းကျွန်တော်စူးစမ်းရကြိုးနှက်ပါတယ်အာ အားလုံးကိုလည်းကျေးဇူးတင်ပါတယ်အားပေးတဲ့လူအားလုံးကိုလည်း